ပြန်ဘက်ကိုဂျိုင်းတောင်းနဲ့ပြန်ရအောင်စွမ်းပြကဒီလိုအကြောင်းရင်းတွေကြောင့်တန်းကျယ်တတိဖြစ်လာတဲ့ဂျိုရှူအဗန်ပရိသတ်များအားလုံးမင်္ဂလာပါရှင် Famous Selly News ကနေပြန်လေကြိုဆိုလိုက်ပါတယ်မြန်မာပြည်ပွားချင်းတိုင်းသားလေးဂျိုရှူအဗန်ကတော့အရန်ကိုကောင်းပါတယ်ဆိုတော့ Flying Weight ကဘာအဆင့်တလက်ဝိကသားဓမ္မကုံဂျိုင်းတောင်းနဲ့ပြန်ရအောင် လုပ်ခဲ့ပါတယ်အခုဆိုရင်ဂျိုရှူအဗန်က UFC Champion ဖန်ဂျိုတာကိုစိန်ခေါ်ခွင့်ရရှိခဲ့ပါပြီအထူးသဖြင့်မြန်မာနယ်ပွားချင်းတိုင်းသားဂျိုရှူအဗန်ရဲ့ကစားပုံဟာတနေ့တစ်နေ့ပိုတိုးတက်လာတယ် ယ်လို့ဆိုကြပါတယ်။ကမ္ဘာအဆင့်တစ်ကစားသမား Brandon Ryan နဲ့ Joshua Banu ရဲ့ပွဲကတော်တော်လေးကိုကြည်ကောင်းခဲ့ရဖြစ်ပြီးတော့ကမ္ဘာအကောင်ဆုံး UFC ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။အထူးသဖြင့်တော့ Joshua Ban ရဲ့ Avoxin Skate ကတော်တော်လေးကိုကောင်းလာတယ်လို့လက်သီးပါဝါကလည်းတက်လာတယ်လို့ပြောရပါတယ်။အထူးသဖြင့် Joshua Ben ဟာတပွဲတက်တပွဲပို့ပြီးတော့ရင်ကျက်ပိုကောင်းလာခဲ့ရဖြစ်ပါတယ်။ဒါကြောင့်သူထက် ranking အဆင့်များစွာပုံမြင့်တဲ့ကစားသမားကိုအနိုင်ရနိုင်ခဲ့ရပါဘူး။ ပထမကြိမ်မှာတော့ Brandon Rival က Van ကိုသူ့ရဲ့လက်တံအရှိတွေကိုအသုံးချပြီးတော့ထိတ်တောင်းမဟုတ်ဘဲနဲ့လက်သီးနဲ့ပဲအမှတ်ယူဖို့အတွက်စူးစမ်းတာဖြစ်ပါတယ်။ Van ကလည်းမြန်မာလူမျိုးဖြစ်တာကြောင့် Vauxhall လက်ဝဲစွမ်းရည်မြင့်ပြီးတော့လက်သီးချင်းရှင်ထိုးဖို့ပဲစူးစမ်းခဲ့ရပါ။ဒါကြောင့်ပထမကြိမ်မှာတော့ Rival နဲ့ Van တို့ရဲ့လက်သီးအစွမ်းတွေနဲ့သူ့ထိုးကိုထိုးတော်တော်လေးကိုကြည်ကောင်းခဲ့ရပါ။ အထူးသဖြင့် rival ကလက်တံရှိတာကိုအသုံးချနိုင်တယ်လို့ van ကလည်းလင်းမြန်တဲ့လက်သီးစွမ်းတွေနဲ့ rival ကိုဒုက္ခပေးနိုင်ခဲ့ပါတယ်။ဒုတိယချိန်မှာတော့ rival ရဲ့လက်သီးတွေက van ပေါ်မှာထိချက်ကောင်းပါတယ်။ဒါပေမဲ့ကံကောင်းတာက van ကလူငယ်ပီပီမာကုံရှိရာကြောင့်ဟန်ချက်မပြတ်ခဲ့ပါဘူး။ van ရဲ့လက်သီးတွေက rival ကိုဒုက္ခပေးနေစေဖြစ်ပါတယ်။ တကြရအခြေပြီးဆုံးခါနေမှာတော့ rival တက်လို့အနေငယ်ကြသွားချိန်မှာ van အတွက်အခွင့်ကောင်းဖြစ်ခဲ့ပါတယ်။ဒါကြောင့် van ဟာ rival ကိုအမောက်သိပ်ပွဲသိမ်းဖို့အတွက်အခွင့်အရေးမျိုးရခဲ့ပါတယ်။အချိန်ကယ်လိုက်လို့သာ brander rival အရှက်မကွဲခဲ့ရပါဘူး။ဒါကြောင့်တိုင်းလူကြီးတွေအားလုံးက Van ကိုအနိုင်ပေးကာ Joshua Van ဟာကမ္ဘာအဆင့်တိ UFC Featherweight တန်းကစားသမားဖြစ်လာပြီးတော့ Champion ဆုကိုစိန်ခေါ်ခွင့်ရသွားပြီဖြစ်ပါတယ်။ ဒီလိုမျိုးဂျိုရှုအမန်တယောက်ကဘာကျော်ကစားသမားဖြစ်လာတာနဲ့အတူသူရဲ့နောက်မှာပါလာတာကတော့ငွေကြေးချမ်းသာမှုနဲ့အောင်မြင်မှုတွေပါ။ဒီကနေ့လပိုင်းတော့ကဆိုရင်ချင်းတိုင်းသားလေးဂျိုရှုအမန်ဟာမိခင်ကြီးကိုအမေရိကန်ဒေါ်လာ9သိန်းခွဲတန်နဲ့မြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း1000ချီတန်နဲ့အင်ဂျီတလုံးလက်ဆောင်ပေးခဲ့ပါတယ်။ဘန်တယောက်ကတော့ပွဲကြီးတွေဇက်တိုက်ထိုးခွင်းရလာတာနဲ့အတူဝင်ငွေတွေကလည်းအကြောက်ကမန်းလေးလေးများလာပါတယ်။ဂျိုရှုအမန်ဟာဘရူနိုဆယ်ဗာနဲ့ပွဲမှာအမေရိကန်ဒေါ်လာသိန်းချီထိုးခြင်းရခဲ့တယ်လို့ အခု Brandon Rival နဲ့ပွဲမှာလည်းထိုးချင်းနှစ်သိန်းခွဲ bonus 9000နဲ့စုစုပေါင်း American Dollar 3သိန်းရရှိခဲ့ပါတယ်။ဒါဟာမြန်မာငွေသိန်းတောင်းချီတန်တဲ့ပမာဏပါ။ဒါအပြင် Van က Champion လူပဲထိုးသက်ရမှာဖြစ်လို့ထိုးချင်းဒေါ်လာ9သိန်းနဲ့အတူ Paper View တပွဲချင်းအခချင်းငွေနဲ့ပွဲကနေဒေါ်လာတန်းချီရမှာပါ။အခုဆိုရင်တော့ Joshua Van ကိုတကယ်ပါလုံးကပရိသတ်တွေကတသိန်းလို့အားပေးကြသလို့ စပွန်ဆာတွေတန်းစီရဖို့ရှိနေပြီးတော့ချင်းပြည်နယ်ဟာခါသားလေးဂျိုရှွာဘန်တယောက်တန်းကျွယ်တထိပ်ဖြစ်လာဖို့ရှိနေပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမယုံနိုင်စရာတန်းကျွယ်တထိပ်ကြီးဖြစ်တော့မယ့်မြမကုံဆောင်ကစားသမားဂျိုရှွာဘန်ကအားပေးကြလားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။